Hello baby family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဒီနေ့မှာကျွန်တော် channel တွေရောက်ရှိလာသူအရောက်စီတိုင်းအားလုံးပဲရှင်လန်းကြပါစေကျမ်းမာကြပါစေလို့အဆောစရအဆင်ပြေကြပါစေလို့အရင်ဆုံးကျွန်တော်ဆုတောင်းပေးလိုပါတယ်နော်။ Okay ဒီနေ့မှာလည်းကျွန်တော်တို့မြန်မာပြည်ရဲ့သတင်းလူသတင်းကောင်းလေးတွေကိုကျွန်တော်ရွေးချယ်ပြီးတော့တင်ဆက်ထားပါတယ်နော်။အဲ့တော့အရင်ဆုံးခါတိုင်းလိုပဲလိုရေးတူရှင်သတင်းလေးကိုကျွန်တော်အရင်ဖတ်ပြပေးပါမယ်နော်။ ဒီမောင်ဆုံးသတင်းတစ်ပုဒ်ကတော့ဒေါအောင်ဆန်းစုကြည်မွေးနေ့အကျိုးဆုတောင်းတဲ့ပန်းသပိတ်မှာပါဝင်ရင်မန္တလေးနဲ့စကိုင်းမှာလှုပ်ဆော်ဆန္ဒပြရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့ဒီဒေါအောင်ဆန်းစုကြည်မွေးနေ့နဲ့ပတ်သက်ပြီးဒီနေ့မှာတော့ကျွန်တော်တို့တော်လိုင်းတစ်ခွေတော်လိုင်းရေးပတ်တော်သားတွေကပေါ့နော်တော်တော်လေးကိုစ조사နေတာတွေ့ရပါတယ်နော်။မွေးနေ့ဆုတောင်းဗီဒီယိုဖိုင်၈000ပြည့်အောင်လဲတော်တော်လေးကို조사နေကြတာတွေ့ရပါတော့။ဒါကိုကြည့်ချင်းအပြင်ကျွန်တော်ပြည်သူလူထုကဒေါအောင်ဆန်းစုကြည်ပေါ်မှာဘယ်လောက်ချစ်မြတ်နိုးတယ်တန်ဖိုးထားတယ်ဆိုတာကိုတွေ့နိုင်တာဖြစ်ပါတယ်။ ဇွန်14ရက်နေ့ကအမေရိကန်ပြည်ထောင်စု San Francisco မြို့မှာပြုလုပ်ခဲ့တဲ့ Yawning Light and ဖရန်စစ္စကိုဂီတာဖျော်ပွဲကနေတော်လိုင်းကြီးအတွက်ရန်ပုံငွေဒေါ်လာ34000ကျွဲရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေကထုတ်ပြန်တဲ့ထုတ်ပြန်ထားပါတယ်နော်ဒီဂီတာဖျော်ပွဲကိုအဆိုတော်လင်းလင်းနဲ့ချစ်သူတွေတို့ဥဆောင်ဖျော်ဖြေခဲ့ပြီးအဆိုတော်တူတူလည်းပါဝင်အားဖြစ်ခဲ့ပါတယ်တဲ့။ရောင်နေလိုက်ရင်ဖရန်စစ္စကိုပွဲမစခင်မှာ Off of Universe The Way Return ပွဲတော်မှာရရှိတဲ့ရန်ပုံငွေတွေရောင်နေ Maryland နဲ့ Boston တို့မှာရရှိခဲ့တဲ့ရန်ပုံငွေတွေကိုမြေပြင်ကိုပို့ဆောင်ခွဲဝေတာအကောင့်တွေဖော်နေတာတွေကိုအဆိုတော်လင်းလင်းကဆက်လိုက်ရှုံးတဲ့ပြဿနာတွေကိုရှင်းလင်းပြောဆိုခဲ့ ယ်လို့သိရပါတယ်နော်အဲဒါကတော့ကျွန်တော်တို့ဒီ US နိုင်ငံမှာပြုလုပ်တဲ့အာဒီဆိုတော့လင်းလင်းနဲ့ချစ်သူတွေလို့ပေါ့နော်ဒီတူတူတို့ရဲ့အောင်မြင်မှုပဲဖြစ်ပါတယ်နော်အဲ့တို့ရဲ့အောင်မြင်မှုကပြည်သူရဲ့အောင်မြင်မှုပဲဖြစ်ပါတယ်အခုချိန်မှာဆိုရင်ဒီရဲ့ဒီဒေါ်လာရေးနဲ့ငွေနဲ့ခွဲဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဒီအစောလင်းလင်းကတော့ slide show နဲ့တိကျရှင်းပြရင်တော့ကြားရအောင်နော် တကယ်ပဲဝတ်သားစရာကောင်းပါတယ်เนาะကျွန်တော်တို့ဒီတော်လိုင်းဘက်မှာရှီရက်တီတဲ့အမှုပညာရှင်တွေကဒီအခုချိန်မှာဆိုရင်ပြည်တွင်းမှာဒုက္ခရောက်နေတဲ့အချိန်မှာဒါကနိုင်ငံခြားနေပြန်လဲပြီးတော့เนาะကူညီနိုင်တဲ့အနေအထားတွေဖြစ်ပါတယ်ဟိုတော့ဖြူဖြူကျော်သိန်းရဲ့ဒီရှုပ်ပွဲတွေမှာဆိုရင်လည်းအများကြီးပေါ့เนาะဒေါ်လာသိန်းပေါင်းတောင်းတဲ့ချီတွေရခဲ့တဲ့အနေအထားတွေတွေ့ရတဲ့အတွက်မှာတကယ်ပဲဝမ်းသာဖို့ကောင်းပါတယ်เนาะကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းဗကိုးတိုင်းထန်းတပင်မြို့နယ်တွင်အင်အားဖြည့်တင်းရလာတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာအချမ်းဖက်စစ်တပ်ဘက်မှ9ဦးမြေရောစာဖြစ်ပြီးတောင်ငူခရိုင်အမှတ်နှစ်တိုင်ရင် မှတာဝန်ရှိသူတဦးကသတင်းပို့ပို့ထားလို့သိရပါတယ်နော်အဲတော့ Jamesic ကောင်စီဖွဲ့တွေကတော့ Viceroy လိုက်တိုက်ခိုက်ခံလိုက်နေတော်တော်လေးကိုပြုံးတီးနေပါပြီနော်ကဲနောက်ဆက်ဒင်းဘုတ်ကလည်းဘကိုးတိုင်းကြောက်ကြီးမြို့နယ်အုံပင်စုကြီးရွာထိုင်ချတက်ဆွဲထားတဲ့အင်အား30မရှိတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ချိန်မုံရစစ်သားလောင်း၈လောင်းမျက်မြင်တွေ့ရှိခဲ့ပြီးလက်နက်ခင်းရည်တွေသိမ်းရမိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးကွန်မန်ဒါတရေးကသတင်းထုတ်ပြန်ထားပါတယ်နော်အဲ့တော့ ဒီမှာလည်းတွေ့တိုင်းပဲဂျမစစ်ကောင်စီအဖွဲ့တွေကနေတိုင်းမှာနေတိုင်းမှာပေါ့နော်ဒီစခန်းတွေပါပြီးလူတွေသေးလိုက်နေပေါ့နော်သူတို့တွေတော်တော်လေးကိုတက်ပြတ်နေတဲ့အနေအထားဖြစ်ပါနော်ကဲကျွန်တော်တို့ပထမအုပ်ဆုံးပြီးတော့ဒီဘုတ်အနေနဲ့ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ပေါ့နော်စ조사နေကြရတယ်ကိုပူကျော်ရဲ့ဒီမလေးရှားမှာရှိတယ်တော်လိုင်းဘက်တော်သားတွေလှူရှားမှုလေးကျွန်တော်တစ်ချက်လောက်သွားကြည့်အောင်နော်မတရားမြင့်လို့ဒီမှာအဖွဲ့ကပြုလုပ်တယ်ကျွန်တော်အမေဒေါ်ဆန်းစုကြည်ရဲ့ မွေးလေးလေးအောင်ကိုကျွန်တော်ရောက်ပြီပေါ့နော်အင်းဒီပေါ့နော်ကားလေးတွေဆက်ပြီးတော့မင်းကျွန်တော်တို့ကပူခန့်သာကျွန်တော်တို့ချင်းပါမဲ့အနေရပါဒါတော့ကျွန်တော်တို့အမတရားမြတ်တို့ပြပွဲပုံလာမှာ Oh, okay. ာကြားတယ်လို့သူတို့စူးစမ်းပြီးတော့လှုပ်ဆောင်နေကြတွေ့ရပါတယ်နော်ကဲဒါကတော့မလေးရှားမှာရှိတဲ့ online air zoo တွေကအမေစုမွေးနေ့အတွက်ပေါ့နော်စူးစမ်းပြီးလှုပ်ဆောင်နေကြတဲ့ပုံစံလေးပဲဖြစ်ပါတယ်နော် ဲနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီဦးသိမ်းမြတ်တင်ဆက်ထားတဲ့သတင်းလေးပေါ့နော်အဲ့တော့ဦးသိမ်းမြတ်ဗီဒီယိုကိုကျွန်တော်မကြည့်ခင်ပါဘူးနော်အရင်ဆုံးမြစ်တိုင်ရခိုင်ရှင်သားကတော့ဦးသိမ်းမြတ်ရဲ့ဗီဒီယိုရှိမဟုတ်ဘူးနော်ဒီမှာတော့သူ့ဗီဒီယိုတွေကကောင်းတဲ့အပိုင်းလေးကိုပဲဖျက်ပြီးတင်ပြထားဖြစ်တယ်နော်အဲ့တော့ဦးသိမ်းမြတ်ရဲ့ဗီဒီယိုအရှိကိုကြည့်ရှင်နေဆိုရင် TM Media မှာသွားပြီးကြည့်လို့ရပါတယ်နော်အဲ့တော့ဦးသိမ်းမြတ်တုံးတစ်ချက်တည်းကတော်တော်ကြီးကိုကောင်းပါတယ်ခုနောက်ပိုင်းမှာအာခုခုဒီဗီဒီယိုမှာပါတဲ့ဟာဆိုရင်လေဒီဒီဂျပန်စစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းမယ့်အဖွဲ့အစည်းတည်းရပေါ်တယ်ပေါ့နော်အဲ့ဒီအဖွဲ့အစည်းနဲ့ပတ်သက်ပြီးသူပြောပြတာဖြစ်ပါတယ်အဲ့တော့ဒီမှာကတော့လူရင်းတူရှင်းပုံစံလောက်ပဲကျွန်တော် ပြပြီးတယ်ပေါ့နော်အဲ့တော့အရှိကိုဥတည်မြေ channel မှာသွားကြည့်ဖို့လည်းမြင်တဲ့အခါမှာနော် Joint Coordination Body JCB ဆိုတာကစေနာရှင်စနစ်ကိုခုခံကာကွယ်နေတဲ့အဖွဲ့အစည်းတွေကြားမှာပေါင်ကူးဆက်သွယ်ရေးလုပ်ပေးမဲ့အဖွဲ့အစည်းလို့ဆိုပါတယ်အခုလုတ်တဲ့စွန့်နေပွဲတွေကတော့အာဆီယံနိုင်ငံအိန္ဒိယနိုင်ငံပို့ပြီးတော့ကျေပြန့်တဲ့နိုင်ငံတကာအတိုင်းဝိုင်းတွေစီကိုရှင်းလင်းပြောဆိုဆွေးနွေးဖို့လို့ဆိုပါတယ်တကယ်တော့ JCB ဟာငွေဆောင်အုပ်စုကနေပြီးတော့ထွက်ပေါ်လာတာပါဥစ္စာကတော့ငွေဆောင်အုပ်စုကနေပေါ်လာတဲ့ JCB ပေါ့နော်အဲ့တော့ စစ်ကောင်စီနဲ့ဆွေးနွေးမဲ့အဖွဲ့အစည်းလိုရဲ့အချမ်းပြင်းသိလို့ရပါတော့။စိုက်ညွန့်လွင်လို့ဥမြအေးကိုဥဆောင်ပြီးတော့ပြည်တွင်းကနိုင်ငံရေးသမားတွေစုဝေးဆွေးနွေးကြတဲ့ငွေဆောင်အုပ်စုတဲမှာအဲ့ဒီအုပ်စုတဲကနေအခု Joint Coordination Body JCB ဆိုတဲ့နာမည်နဲ့အဖွဲ့အစည်းဖွဲ့လောက်ကိုင်းနေတာပါ။ဒီအဖွဲ့ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့အလွန်နီးနီးကပ်ကပ်ထိစပ်ပတ်သက်နေပါတယ်။ ဒေါ်စင်မအောင်နဲ့ဆက်ဆက်ပတ်သက်တယ်ဆိုတာကိုနိုင်ငံရေးအတိုင်းဝိုင်းကတော်တော်ဆော့ဆော့ကလေးကသိကြပါတယ်။ကျွန်တော်တို့ TM Media ကလည်းတော်တော်ဆော့ဆော့ကလေးကသိပါတယ်။အခုချိန်ကတော့ပြည်သူလူထုကိုအတိပေးတဲ့အချိန်ချိန်တန်ပြီလို့ထင်တဲ့အတွက်အတိပေးတာပါ။တော်တော်များများကိုပြည်သူလူထုစီကိုကျွန်တော်တို့ပုံမလင်းလင်းအစီရင်ခံပါမယ်။တချို့လုံခြုံရေးနဲ့ပတ်သက်ကောင်းပတ်သက်နိုင်တာ တချို့တော့ချွန့်ချံပါမယ်။ငွေဆောင်အုပ်စုဟာပုံသဘောတူညီချက်တစ်ခုထွက်ပေါ်လာအောင်တာဝန်ယူဆွေးနွေးမယ်လို့တော်တော်ဆော့ဆော့ကလေးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်အခုသူတို့ပြောတဲ့ဘုံသဘောတူညီချက်ထုတ်ပေါ်လာပါပြီ JCB ဟာလည်းငွေဆောင်အုပ်စုရဲ့သဘောထားကိုတတမန်တွေနဲ့နိုင်ငံတကာနားပေါက်အောင်ထုတ်ဖော်တင်ပြမယ်အဖွဲ့တစ်ဖွဲ့အနေနဲ့ထွက်ပေါ်လာပါပြီအခုဆွေးနွေးပွဲဟာငွေဆောင်ဆွေးနွေးပွဲအဆက်ဆက်ကနေပြီးတော့ရလာတဲ့ဘုံသဘောတူညီချက်တွေကိုအာဆီယံနိုင်ငံတွေအိန္ဒိယနိုင်ငံတွေနဲ့အနောက်နိုင်ငံတွေရဲ့တတမန်တွေစီကိုတင်ပြရှင်းလင်းပြီးတော့သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်တွေ အကောင့်ထဲပေါ်ဖို့စီယုံနဲ့ဆွေးနွေးပွဲပါဥဆောင်ဆွေးနွေးရှင်းပြမဲ့ပုံကိုယ်တွေကတော့ရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ဥက္ကဋ္ဌဦးဆိုင်ညွန့်လွင်နဲ့တွဲဖက်အတွင်မူတဲ့ဦးဆိုင်ကျော်ညွန့်တို့ဖြစ်ကြပါတယ်ဆရာနာရှင်စနစ်အောက်ကလွတ်မြောက်ဖို့မြန်မာပြည်သူတွေရုန်းကန်နေတာ63နှစ်ရှိပါပြီအခုလဲဆရာနာရှင်ကိုခုခံတော်လှန်စစ်ဆင်နွှဲနေတာလူမျိုးအလုံးပါပဲအဲ့ဒါလို့လက်နက်ပေါင်းစုံနဲ့ဝိုင်းဝန်းတော်လှန်နေတာဟာ အဖြေမထွက်နိုင်ဘူးလို့ယူဆတဲ့အတွက်စကားပြောပြီးတော့ဖြည့်ရှင်းမှုကြိုးစားတာဟာ JCB ရဲ့အနှစ်သာရပါပဲတနက်နဲ့လူယူလို့မရနိုင်သေးတဲ့အရာကိုပါဇက်နဲ့တောင်းယူရင်ရမယ်လို့ထင်နေတာဟာ JCB ရဲ့အကြံပြုချက်အနှစ်သာရဖြစ်ပုံရပါတယ်လက်နက်ကင်တော်လန်ရေးရဲ့နေရာမှာဆွေးနွေးရေးပြန်လဲတင်းမြတ်ရေးနဲ့အစားထိုးဖို့တင်ပြတဲ့တင်ပြချက်တရပါပဲဆရာနာရှင်နဲ့ပြန်လဲတင်းမြတ်ပြီးအာနာရှင်စနစ်ကိုဘယ်လိုများအဆုံးသတ်မှာပါလဲ ဆက်အနာရှင်နဲ့ပြန်လဲတင့်မြအောင်နေမယ်ဆက်အနာရှင်စနစ်ကိုလည်းအဆုံးသတ်မယ်အဲ့ဒါဟာကိုကလျှို့ဝက်စမ်းကြဲလှပါတယ်စာရွက်ပေါ်မှာတော့အားလုံးချောနေတာပါပဲထားပါတော့အဲ့ဒါတွေအားလုံးဖြစ်နိုင်တယ်လို့ပဲထားပါတော့နောက်ဆုံးအဆင့်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုကြီးအဆင့်အထိတောင်းဖြစ်သွားပြီလို့ပဲထားပါတော့အဲ့ဒါလို့ဖြစ်ပြီးတဲ့အချိန်ရောက်ရင်တောင်မှနေကျင်တဲ့မိကောနှစ်ခုကြာမှလေးတယ်နံပါတ်1နောက်မှ ြည်သူတွေလမ်းပေါ်ထွက်လာလို့ရှိရင်စစ်တပ်ကပြစ်မတတ်ပါဘူးလို့ဘယ်သူကအာမခံမှာပါလဲဘာကအာမခံချက်ပေးမှာပါလဲနံပါတ်1စစ်တပ်ကနောက်တစ်ခါအာဏာထပ်မသိမ်းတော့ပါဘူးလို့ဘယ်သူကအာမခံမှာပါလဲအဲ့ဒီနှစ်ချက်ကိုအာမခံပေးနိုင်မဲ့လူဆိုတာလည်းရှိပုံမရပါဘူးအာမခံပေးနိုင်မဲ့အခြေခံဥပဒေဆိုတာလည်းရှိမဲ့ပုံမရပါဘူးဖျားသခင်တော်မှတတ်နိုင်မဲ့ပုံမရပါဘူး အဲ့ဒီနှစ်ချက်ကိုအာမခံနိုင်တဲ့နီးမရှိရင်ဒီစစ်တပ်နဲ့ဒီပြည်သူတွေတမြေတဲပေါ်မှာနေလို့လည်းမရနိုင်ပါဘူး။ကောင်းငင်တကူရဲ့အမိုးတကူရဲ့အောက်မှာလည်းအတူနေလို့မရနိုင်ပါဘူး။ဆွေးနွေးရေးဟာစစ်အာဏာရှင်ဆန့်ကျင်ရေးကိုနောက်ပြန်ဆွဲနေတယ်လို့ဘာကြောင့်ပြောနိုင်တယ်လဲဆိုတော့ အဲ့ဒါကြောင့်ပြောနိုင်တာပါဟုတ်ကဲ့ဒါကတော့အသေးမြတ်တုံ့သက်ပြီးသွားတယ်တရင်လေးပဲဖြစ်ပါရဲ့နော် JCB ဆိုတာကတော့စစ်ကောင်စီကိုပြန်လည်ညှိနှိုင်းပြီးမှပေါ့နော်စစ်ကောင်စီအလိုကျမဲအောင်လိုင်းထွက်ပေါက်ပြီးမဲ့အဖွဲလို့ပြောနေတော့ရတဲ့အနေအထားမှာရှိပါရဲ့နော်အဲ့တော့ဘာပဲပြောခုနအသေးမြတ်ပြောခဲ့တယ်လို့ပဲဒီနောက်ထပ်အာဏာမသိမ်းဘူးလို့တော့နော်ဒီတခြားဟာတွေပေါ့နော်အာမခံနိုင်မှလားဒီဖွဲ့စည်းက နောက်ပြီးတော့အခုဆိုရင်ဒီ online တက်ပြီးပတ်သက်ပြီးတော့ပေးဆက်ခဲ့ရတဲ့အသက်ဒီ social ခဲ့ရတဲ့ဟာတွေတော်တော်ကြီးကိုများလာပြီပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့မှာနောက်ဆုံးစရာမရှိပါဘူးဒါအပြင်ဒီလူငယ်တွေကဒီအချမ်းဘက်စစ်ကောင်စီကိုအနုနည်းနဲ့တောင်းပြီးသွားပြီနော်လက်သုံးချောင်းထောင်ပြီးအသားလေးအေးစစ်စစ်ဆန္ဒပြပြီးတောက်ခဲ့ပြီးမရလို့ဒါကျွန်တော်လက်နက်ကင်ပြီးတိုက်ကြတာဖြစ်ပါတယ်နော်အဲ့တော့လက်နက်ကင်ပြီးတိုက်လို့ရမှာဖြစ်တဲ့အတွက်လက်နက်ကင်ပြီးတိုက်နေကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာအဲ့ဂျန်လီးတွေရဲ့တချို့ဂျန်လီးတွေရဲ့ပဲနော်လုံဆောင်ချက်ကတော့တကယ်ပဲစိတ်ပျက်စရာကောင်းပါနော် ကဲတော့ကျွန်တော်နားထောင်မှာကတော့ဆယ်လမီချာတင်ဆက်ထားတဲ့သတင်းတော်လေးတစ်ချက်တော့ကြည်လာနော် CRPH ကနေပြီးတော့နန်စီရီယန်တွေအေးယူမယ်ဆိုတော့ဒီစီရီယန်ဥပဒေကိုပြဋ္ဌာန်းတာနဲ့ပတ်သက်ပြီးဒီကနေ့ဘဂဒါပမာဏငုံဆိုင်အောင်ကျောင်းသားတက်မကများအဖွဲ့ချုပ်ကအကန့်ွက်တယ်ကန့်ွက်တယ်လို့မဟုတ်ဘူးဗျာအဲတချို့အချက်တွေကိုသဘောမတူကြောင်းထုတ်ပြန်တယ်အဲ့ဒီမှာလည်းနန်စီရီယန်တွေကိုအေးအေးယူတာဟာစီယုံရေးသဘောတရားကင်းမဲ့တယ်ဆိုတဲ့ယူဆချက်တွေကိုလည်းတင်ပြတာရှိလို့ ဒါမှမဟုတ်စီရီယန်တွေရဲ့ဂုံတိတ်ခါမိမိတဘောဆန္ဒအလျောက်မပါဝင်ခြင်းကိုဆောင်ရွက်တယ်။အဲ့လိုမပါဝင်မှုဆောင်ရွက်တဲ့နေရာမှာယုံမတက်နဲ့ယုံထွက်ယုံမတက်နဲ့ယုံထွက်အိမ်မာနေပါစိန်နဲ့စိန်နဲ့ဒါမဲ့လက်တွေ့မှာတော့စီရီယန်တွေအတိတ်ဒုက္ခရောက်တဲ့လူတွေအများကြီးရှိတယ်။နော်။လက်တွေ့မှာစီရီယန်တွေရေတံမှုလိုက်ကောင်းနေတဲ့လူတွေပြောင်းကြီးတွေမှာပြောင်းချိုးနေရတဲ့လူတွေလမ်းမေးမှာဈေးရောက်နေရတဲ့စီရီယန်တွေ အိမ်လာတာတလားတလားမရှိလို့မျက်နှာငင်းလိုက်ပတ်ချီနေရတဲ့စီရီယံပေါင်းဒူးနဲ့ဒီရှိအဲ့စီရီယံလို့ဖို့ရုံမတက်နဲ့ယုံထွက်လို့ဘာလို့អော်ခဲ့လို့အကောအမေရိကအော်စီနော်ဝေမှာဘာတောင်းဝင်းမှမယူဘူးမတိတလို့တိတလို့ ਨੇ ဖာသည်ဖာတာနေနေတဲ့တောင်းဝင်းမခံတဲ့သူတွေအများကြီးရှိတယ်အပြစ်ပြောနေတာမဟုတ်ဘူးပြောပြခင်ဗျားတို့ဒီစီရီယံတွေကိုဘယ်လိုပြုစုစောင့်ရှောက်နှွေးထွေး ကုညီအတုံးချတိုင်းပြည်တော်လိုင်းရေးမှာဘလို့ဥမာဗျာကာဝေးစီဒီယန်စစ်တပ်ရဲစီဒီယန်သူတို့ပြောတဲ့9000ကျော်ရှိတယ်ပြောတယ်အဲ့ဒါတွေကိုတက်ဖွဲ့လိုက်ပါလားတက်ဖွဲ့ပြီးတော့စစ်တပ်နဲ့တော့တက်ဆရာမလို့လက်နဲ့တက်ပြီးစစ်တပ်ကိုစစ်စီဒီယန်နဲ့ပြန်တိုက်လို့မရဘူးလားဘာစစ်တိုက်ဖို့မှလည်းအစီအစဉ်မရှိဘူးတရင်တနေ့တနက်9လက်3လတခါ380နဲ့ရှင်းရှင်းပြောရရင်မဝရည်သာပြောပြီး မပြောချင်ဘူးဗျ။နော်ပြောရင်တော့မကောင်းဖြစ်ဖို့။အဲဟုတ်ပြီနန်းစီရီယံနန်းစီရီယံနေထဲမှာစစ်တပ်ရဲ့တောက်တိုင်အဖြစ်စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်ညားကိုအတိကလေပတ်စီအောင်ပါဝင်နေသူတွေရှိတယ်။စစ်တပ်ရဲ့သတင်းပေးတွေစစ်တပ်ကတကယ်ကိုကြီးညိုကြီးညိုလေးစားဖူးမြော်နေတဲ့နန်းစီရီယံတွေရှိတယ်။အဲနန်းစီရီယံတွေကပြည်သူကိုဒုက္ခပေးတဲ့နန်းစီရီယံတွေအများပြားရှိတယ်။အဲ့လိုစီရီယံတွေနန်းစီရီယံတွေကိုအချက်အလက်ကြီးကြကြမှတ်တမ်းတင်ပြီးအရေးယူပါမယ်။ တိုးတော်တချို့နန်းစီရီယံနေမှာဗာပြဿနာရှိလေဆိုတော့စီရီယံလောက်နေရင်စီရီယံလောက်တာဗျာလောက်တာအစင်မပြေတော့နန်းစီရီယံပြန်သွားလောက်ရတယ်လူတွေလည်းရှိစားလျာမရှိတော့လို့ထိုင်းနိုင်ငံမဲဆောက်မြို့လာပြီးနေစရာမရှိတော့လို့နန်းစီရီယံသွားပြန်လောက်ပြန်ဝင်တာပြန်ဝင်တာဝင်လို့မရတော့ဒီမှာငတ်နေဘယ်သူမှလည်းဘာမှမကြည့်ဘူးဒီလိုအခြေအနေမျိုးတွေလည်းရှိအဲ့နန်းစီရီယံထဲမှာတက်တက်လေးကြိတ်ပြီးတော်လန်နေတဲ့လူရှိတယ်အဲ့တော့အဖေကနန်းစီရီယံအမေကနန်းစီရီယံတားက PDF တွေလည်းရှိတယ် အဲဒီလိုအခြေအနေဒီလိုဝိဝါဒကွဲပြားမှုကြီးတော့ရှိနေတယ်ပြည်သူလူထုအောင်ဘယ်လိုဖြစ်စေချင်လဲဆိုတာကျွန်တော်သိချင်ကဲဒါတော့ဆရာလေးမကျော်တင်ဆက်ထားတဲ့အသေးမဖြစ်ပါဘူးเนาะစီဒီအန်နည်းနည်းပတ်သက်ပြီးတော့တကယ်ပဲခုချိန်မှာဆိုရင်ကုရတဲ့သူလည်းရှိဘူးเนาะဒါပေမဲ့လည်းကုရတဲ့သူနဲ့စီဒီအန်ရနေမှာမမြအောင်ဖြစ်နေတယ်ဗောနော်အဲ့တော့အားလုံးပဲဒီစီဒီအန်တွေကိုတန်ဖိုးထားပြီးမှအကူအညီနိုင်တော့အကောင်းဆုံးပဲဖြစ်ပါတယ် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းပြီတော့တော့ကြောင်မျိုးမျိုးပြောထားတဲ့သတင်းပြီပေါ့နော်အဲ့တော့ခင်လိုင်နဲ့ဒီရန်အောင်နဲ့ကိုဘာလီလောင်နေလဲမသိဘူးတစ်ချက်နားတော့ကြည့်လာအောင်နော်ခုနေနဲ့ခုချိန်ထိထိန်းချောင်းမှုမလုပ်နိုင်ရုပ်ရှင်စီယုံတာဝန်ရှိသူတွေအကုန်လုံးမထိန်းချောင်းနိုင်ဘူးဘာလဲဆိုတော့အခုဒီရဲ့ဘက်မှာပြနေတဲ့ဇာကားတကားရှိတယ်ကျွန်တော်ပုံပုံလင်းပြောမယ်ဂျာလစ်ကြောင်နေနေပုံပုံလင်းမဲ့ပွေးပါမယ်ကိုရန်လေးရန်အောင်ပေါ့ရန်အောင်နဲ့ခင်လိုင်နှစ်ယောက်စလုံးထည့်ဝင်မယ်ကျန်တဲ့ဟိုဟာတွေကတန်းမွန်ပေါင်းမွန်နေလို့ကျွန်တော်ထည့်မပြောတော့ဘူးဘာလို့လဲဆိုတော့ကျန်တဲ့ဟာတွေကခင်ဗျား ဟိုတက်မွင်ပေါင်းမွေးလို့ပဲကျွန်တော်ပြောချင်တယ်ကျန်တဲ့အဲ့မှာပါတဲ့သေယုဆောင်သေယုဆောင်ဒီမင်းသမီးတွေကတက်မွင်ပေါင်းမွေးလို့ပဲကျွန်တော်အဲ့ဒါဝိုင်းရင်တပိုင်းနေရချိန်ဆုံးကပြိတ်ပြီးထိန်းရမယ်ကိစ္စကိုဟိုမထိန်းကြလို့မာယာကြားဆိုရင်ဇာကားရိုက်တယ်တကားလုံး၆တယ်ရှိသမျှအကုန်၆တယ်ကျွန်တော်ရိုးလေးမိမယ်ခါအဲ့ဒီရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီကိုကုမ္ပဏီအနေနဲ့ရောဒီလိုအ၆ကားရိုက်ပြီးတော့လူတွေကိုအတင်းသွားဖြဲနှက်ဖြဲရဲခိုင်းပြီးအတင်းဖြဲရဲခိုင်းမှာပတ်ဆံရတာကိုခင်ဗျားတို့အဲ့ထမင်းလောက်စားအဲ့ထမင်းလောက်ကိုခင်ဗျားတို့ကြိုက်တာလားရုပ်ရှင်လောက်ထုတ်လို့ရတဲ့သူတွေ ထုတ်လို့တဲ့သူပြောတာနော်နောက်တစ်ခုက director တွေနဲ့ဇာညုံရေးဆရာတွေခင်ဗျားတို့အဲ့ဒါလိုရေးရတာခင်ဗျားတို့ရဲ့အဆင့်တန်းအရေးချင်းလားဒါခင်ဗျားတို့အရေးချင်းအကုန်မင်းလားခင်ဗျားတို့ရုပ်ရှင်ထုတ်လို့ဟိုဇာညုံတွေဇက်ကားကောင်းနေတီထွင်ဖန်တီးနိုင်ဆိုတာအကုန်မင်းလားဒါအကုန်မင်းလားဒီ၆ပြပြီးတော့ဒီမရေးရတဲ့ဟာကိုအတိတ်ဖြစ်နေကြီးခိုင်းပြီးတော့အတိတ်လုပ်နေတာမျိုးဒါကခင်ဗျားတို့အတွက်ဒါအမြင့်ဆုံးစွမ်းဆောင်ရည်လားခင်ဗျားတို့အမြင့်ဆုံးအုံတော့ဒါပဲလားဇာညုံရေးဆရာဝတ္ထုရေးဆရာနဲ့ director တွေဒါအမြင့်ဆုံးမင်းလား ဒီဘောမတွေကနော်စစ်ကားရိုက်မှာပဲတကယ်ဘောင်ဝင်တောင်းဝင်လို့ထင်နေကြတာပေါ့နော်သူတို့စစ်ကားမရိုက်ဘူးဆိုရင်အဲ့လိုပဲနော်ရှောက်ပြီးတော့ပြောနေကြတာထုတ်လို့ဒီသမားကလည်းခမရတို့အနေနဲ့ဒီလိုအမျိုးထုတ်ပြီးပတ်စံရှာတာအဲ့ထမင်းကိုခမရတို့မိန်တယ်လို့ထင်တာလားမရှက်ဘူးလားပေါ့ပုံမှန်လည်းမိတာနောက်တစ်ခုကမင်းသားကြီးဖြစ်တဲ့ရန်အောင်နောက်တစ်ခုကတကယ်ဝိုင်းကြီးဖြစ်တဲ့ဦးခင်လားကဲကျွန်တော်မေးပါမယ်ကဲတော့တစ်ချိန်လုံးဒီလိုကားတွေပဲရိုက်ပြီးတော့လူတို့ကိုဒီလိုပဲ misleading လုပ်နေတော့ပါလားကိုယ့်ကိုယ်ကမရှက်ကြတော့လားကျွန်တော်စဉ်းစားလို့မရဘူးကျွန်တော်ပုံမှန်လည်းမဝေဖန်တာကိုရန်လေးလည်းကျွန်တော်ကောင်းကောင်းသိတယ်ကိုခင်လေးလည်းကောင်းကောင်းသိတယ်လူပဲ ါပေမဲ့ကျွန်တော်ပို့ဝင်လဲမယ်ခင်ဗျားတို့အဲ့ဒီလိုရိုက်နေသည်ခင်ဗျားတို့အထင်ကြီးဖို့မဖြစ်နိုင်တော့ဘလို့မှထင်မကြည့်တော့ပို့ဝင်လဲပြောတော့ဆိုကျွန်တော်တို့သိထားတဲ့ပုံစံနဲ့မြင်ကျင်တဲ့ပုံစံနဲ့ရုပ်ရှင်လောကနဲ့လောရဲ့အနေနဲ့အခုမာယာကြားဆိုတာမျိုးဆိုကျွန်တော်ကြည့်တယ်ဟိုထရေလာလေးပဲကြည့်တာပါထရေလာလေးတွေပေါ့အဲ့ဒါကြည့်တာအဲ့ကြည့်တော့ဘာတွေလောက်တာလဲဒါတွေရိုက်ပြနေတယ်လူ6တာပဲပြပြအဲ့တော့သူတို့ကဒီဇက်ကောင်တစ်ခုဖြစ်နေမွေးဖွားတယ်ဘာဖြစ်လဲရည်စရာဇက်ကောင်ဖြစ်နေ6ပြလိုက်လို့ရှိရင်အချောက်လိုမျိုးလုတ်ပြောပြောပြီးတော့အချောက်လိုမျိုးပဲရှောက်လုတ်ပြလိုက်လို့ရှိရင်လူတွေကြည့်တယ်လူတွေလာကြည့်မယ် ဒီလိုပဲမြင်ထားသလားဒါဆိုရင် LGBT အတိုင်းဝန်ကိုခင်ဗျားတို့စော်ကားနေရလား LGBT တွေကခင်ဗျားတို့လိုပဲဖြစ်နေတာလားခင်ဗျားတို့ LGBT အုပ်စုတွေကိုပုံမှန်ခင်ဗျားတို့စော်ကားနေရလား LGBT တွေကလှောင်စီရလားခင်ဗျားရွေးချယ်ကားတွေကနေ LGBT ကိုလှောင်နေရလားဒီကမှုမကြည့်ကြအောင်လုပ်နော်အချောက်တွေမှာလည်းသူအချောက်ခွင့်ရရှိတယ်ဒါပေမဲ့ခင်ဗျားတို့ကအချောက်တွေကိုငပေါ့တွေပြောင်းလုပ်ပြနေတာငါအချောက်အချောက်တွေမှာလည်းသူရရှိရှိအချောက်တွေရှိတယ် shift လေးပြောတာ LGBT တွေမှာလူတော်တွေတပုံကြီးပဲဒါပေမဲ့ သူတို့မှလည်းသူတို့ standard အဆင့်တန်းရှိတယ်ဒါပေမဲ့ခင်ဗျားတို့ကလုတ်ပြရည်ဒါအဲ့လိုရိုက်ပြနေတာက LGBT ကိုလို့ငပေါ့တွေပြောင်းလုတ်ပြနေတယ်အယုတ်ရှင်ကားတွေလည်းလုတ်ပြနေတယ်အဲ့တော့ထုတ်လုတ်သူရောဟိုရိုက်ကူးတဲ့ director ဇာညွေးရေးဆရာတွေရောဝတ္ထုလူရေးတဲ့လူတွေရောနောက်တစ်ခုကတေးဥဆောင်တဲ့ထိတ်ဆုံးကပိတ်ဆောင်တဲ့ကိုရန်လေးတို့ကိုခင်လိုင်းတို့ရောခင်ဗျားတို့တိတ်ကိုပြည်သူလူထုကိုစော်ကားလုံးနေ LGBT တို့စော်ကားလုံးနေပြီဒီလိုပဲကျွန်တော်ပြောချင်တယ်ပြီးတော့ရုပ်ရှင်လောကကြီးကြီးကနေခင်ဗျားထိတ်ကနေပိတ်ပြီးဖြည့်ဆည်းနေတယ်ရုပ်ရှင်ယုံတင်ပေးနေတဲ့ရုပ်ပိုင်ရှင်တွေလည်းဒီတိုင်းပဲ ခင်ဗျားတို့ဓာတ်ပြုံးတွေတင်ပေးနေတာကိုခင်ဗျားတို့ကပတ်စံရရင်ပြီးရောလုံနေကြပြီလားဒါခင်ဗျားတို့ရဲ့အရေးချင်းအကုန်မဲလားလို့ကျွန်တော်မေးချင်တယ်။နောင်လာမဲ့ဒီကားကိုကြည့်မဲ့ကလေးလေးတွေခြားတိတ်တွေ PC ပေါ်စားလေးရှိတယ်။အဲ့ကလေးတွေကိုလို့ခင်ဗျားတို့ကပါတယ်ဇက်သွင်းနေကြလား။ဇက်သွင်းနေကြတာလား။တိုက်ပြီးကိုတမင်ကိုဒီကြားမှာဂျန်တာချိုးစားမှမမြင်ရမမျှရတဲ့ဂျားထဲမှာခင်ဗျားတို့ကထပ်ပြီးတော့ဇက်သွင်းနေကြတာလား။ကဲဒါတော့ကျွန်မပြောထားတဲ့ဒီနုမြာရှင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်။ပေါက်ကရီလုံနေတာတွေကိုပြောပြတာဖြစ်ပါတယ်နော်။တကယ်လည်းဟုတ်ပါတယ်။ဒီလိုဟာတာဗီဒီယိုတွေပဲထုတ်ပြီးမှပေါ့နော်။ဘာမှ quality ကောင်းတဲ့အခါတွေမထွက်လာတော့ဘူးပေါ့နော်။ အခုနောက်ထပ်မဲ့သတင်းကတော့ကိုစီပြပြထားတယ်ပေါ့နော်ဒီပိုးဒီနဲ့ပတ်သက်ပြီးတော့တစ္ဆထားတဲ့သတင်းမျိုးရှိပါတယ်နော်အဲ့တော့ဒီပိုးပိုးတွေနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်မင်းအောင်လိုင်းရဲ့ဒီဖျားယောင်းတွေးဆောင်မှုတွေမှာမလိုက်ဘဲနဲ့ပေါ့နော်စီလုံးချဖို့လိုပါပြီဆိုပြီးပြောထားတဲ့ဟာလေးနောက်တော့ကြည့်တော့နော်နောက်ထောင်တင့်တဲ့ဗီဒီယိုဖိုင်လေးပါအခုဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ဥက္ကုမြထုံးဟာတဲ့ပမာလို့ပြောလို့တချို့အကောက်အတုတွေနဲ့ပိုးအယောင်ဆောင်ပြီးတော့ဝင်ဆဲတယ်အဲ့ဒီပုံမှာတချို့ပိုးတွေကလည်းဟုတ်တယ်ပိုးလို့မပြောလို့ဆိုတော့ကျွန်တော်တို့ ကဘာကြီးတစ်ခုလုံးတိအောင်ကြားချင်းဗမာစကားနဲ့ပြောလို့မရဘူးကဘာတုံးနဲ့အင်္ဂလိပ်စကားနဲ့ပြောရတယ်လို့ပဲကျွန်တော်မြန်မာပြည်သူအားလုံးတိစီခြင်းနဲ့စကားလုံးတွေဖြစ်တဲ့အတွက်ပို့စကားနဲ့ပြောတာမဟုတ်ဘူးပို့စကားနဲ့ပြောရင်ပို့လူမျိုးပဲတိလိမ့်မယ်ဗမာစကားနဲ့ပြောရင်တနိုင်ငံလုံးလူပို့လူလူကောတနိုင်ငံလုံးလူကောတိလိမ့်မယ်ဒါကြောင့်မို့ဥခုမြေဆုံးကဗမာလူပြောတဲ့အပေါ်မှာချို့တွေကြတော့ဒီအပေါ်မှာအမြင်ဆောင်ပြီးတော့ပြောတာရှိကျွန်တော်တို့ကဘာသာစကားအဓိကမဟုတ်ဘူးသူပြောတဲ့စကားလုံးမှားလားမှန်လား တရားနီးလန်းကြလားမနီးလန်းမကြဘူးဆိုတော့ဒါကအဓိကဒါကြောင့်မလို့ဒီဗီဒီယိုဖိုင်လေးကိုလူမျိုးဆွဲဘာသာဆွဲနဲ့နားထောင်ပါနဲ့သူပြောတဲ့စကားလုံးအမှားအမှန်ကိုခွဲခြားပြီးနားထောင်စစ်ချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့နားထောင်ကြည့်ပါမယ်နော်ဆိုတော့ PNO နဲ့ကျွန်တော်အကြမ်းပါဆွေးနွေးမှုတွေညှိနှိုင်းမှုတွေမရှိဘူးလားဆိုရင်ရက်တည်နေရတဲ့ပုံသဏ္ဍာန်တွေပေါ်မှာဒီပြီးတော့ PNO PNA ဆိုတာဒီနေ့ဆေးရနာရှင်တွေရဲ့ထိန်းချုပ်မှုအောက်မှာဆေးရနာရှင်တွေရဲ့ကုတ်ကွယ်မှုအောက်မှာရှိနေတဲ့အဖွဲ့ဖြစ်ပါတယ် အဲ့တော့ PNO ကပြည်လေခြင်းရင်တော့မှဆေးရနာရှင်တွေကမပြည်လေခြင်းဘူးဆိုရင်ဘယ်လိုလုပ်မလဲအမှန်ဆုံးပါပဲ PNO ထဲမှာ PNO ရဲ့ dynamic တွေ dynamic လို့ PNO တွင်းမှာလှုပ်ရှားပြောင်းလဲမှုတွေအများကြီးရှိတယ်ဥပမာနေနဲ့ကျွန်တော်တို့တရားပြောရမယ်ဆိုရင်ဒီ2020ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာเนาะ2020ရွေးကောက်ပွဲပြီးတဲ့အချိန်ဆရာတို့အားလုံးမှတ်မိလိမ့်မယ်မော NLD ကကိုယ်စားလှယ်အဖွဲ့ကမော်လမြိုင်သွားတယ်မွန်အဖွဲ့နဲ့အဆင်မပြေခဲ့ဘူး ဟုတ်တယ်နောက်က NLD ကကိုစလေဖွဲ့ကကြားပြည်နယ်လွယ်ကော်သွားတယ်ကြားပြည်နယ်မှာလည်းအဆင်မပြေခဲ့ဘူးဒါပေမဲ့ရှမ်းပြည်ကိုအဝင်မှာ PNO ကနေပြီးတော့ NLD ကကိုစလေဖွဲ့ကိုတွတ်ကြခဲ့တယ်ဒါအပေါ်ပြားနေတယ်လဲဆိုရင် PNO ထဲမှာအကုန်လုံးဟာကျွန်တော်တို့စစ်တပ်နဲ့ပဲပေါင်းစည်းကျင်တယ်ဆိုတဲ့ဟာမျိုးမဟုတ်တော့ဒါပေမဲ့သူတို့ကမလှန်နိုင်ဘူးဒီနေ့ PNO ထဲမှာကျွန်တော်တို့လိုပဲ ဓမ္မဥစီကိုလိုလားတဲ့ဒန်းလူကြီးကိုလိုလားတဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုလိုလားတဲ့ကျွန်တော်တို့ပီယန်နိုထဲမှာခေါင်းဆောင်တွေရှိတယ်ဒါမဲ့သူတို့ကအမှန်ပါပဲဒါကတော့နော်ကျွန်တော်ပီယန်နိုပီယန်နိုဥစီဆဲနေကြတာတိမ်ကြုံဆဲနေကြတာပီယန်နိုထဲမှာလည်းမလူးတာမလွန့်တာလို့နော်ဒီအာနာရှင်လက်အောက်မှာခိုင်းနှမြကိုလုံနေရတဲ့ဒူတွေရှိပါတယ်တကယ်တော့ပီယန်နိုအားလုံးဒီအာနာရှင်ရဲ့အကြိုက်နေပေးတဲ့ဒူတွေမဟုတ်ပါဘူး နော်ခုနကပြောဆိုအကြောင်းအကြောင်းကြောင့်ထောက်ထားမဲ့ဟာတွေကြောင့်ငဲ့ညာမဲ့ဟာတွေကြောင့်မလောက်တန်တာအရှင်းမပြောခဲ့သလိုပဲနော်ပီယန်နိုအနေနဲ့ညှိနှိုင်းခြင်းရင်တော့လက်ရှိပအုပ်အင်အားစုတွေအားလုံးနဲ့ပီယန်နိုနဲ့ညှိနှိုင်းခြင်းရင်တော့စစ်တပ်ကလက်ရှိစစ်ကောင်စီပေါ့နော် စစ်ကောင်စီကမလောက်နဲ့လို့ပြောရင်လွန်ဆန်းနိုင်တာအဲ့ဒါအဖြေပဲ30နဲ့35လူငယ်အပိုင်းတွေရဲ့ပေါင်းမှုအားကောင်းတယ်ကျွန်တော်တို့လို90ကျော် ဒီလိုအဖိုးကြီးတွေကကြတော့လေဒီ online ရေးထဲမှာဘလို့ဖြစ်ဖြစ်တခုခုကိုတော့ထိထိမိမိလေးပြီးကျင်တယ်ကျွန်တော်တို့ရဲ့ master piece ဒါပဲကျွန်တော်တို့လောက်ကైဆောင်ရွက်မှုမှာအောင်မြင်မှုလေးအကန့်တခုပေါ့နော်အားလုံးပြည့်ပြည့်စုံတာဖြစ်ချင်မှဖြစ်မယ်ဒါကျွန်တော်တို့မျှော်လင့်တယ်ဒီကနေ့ကျွန်တော်တို့ online ရေးအောင်အောင်မြင်မယ်လို့ကျွန်တော်တို့လည်းဒါအောင်မြင်ဒီနှစ်ကိုကျွန်တော်စောက်ခဲ့တာကျွန်တော် online ရေးတက်တန်းမှာ36နှစ်ရှိပါပြီ38နှစ်ရောက်ပါပြီဘာအဟိုကျွန်တော်တို့ဝန်တာအားရဖြစ်တယ်လဲဆိုရင် ဒီနေ့တော်လှန်ရေးကအခုဖြစ်နေတဲ့တပြည်လုံးမှာဖြစ်နေတဲ့တော်လှန်ရေးကြီးကဘယ်တော့မှဒီလိုတော်လှန်ရေးပုံစံမျိုးဖြစ်မှာမဟုတ်ဘူးကျွန်တော်ရှစ်လေးလို့ရေးတော့ပုံမှာပါခဲ့တယ်အဲ့ဒီကာလတော့ကာလစုစည်းနေတယ်ကြည့်တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ပြည်တွင်းကလူစုတော်လှန်ရေးနဲ့မချိတ်ဆက်မိပါသူများနဲ့ပြောရင်ဒါကျွန်တော်ပိုးတွေမှာဆိုရင်ဟိုမဆိုးလို့ပြောရမှာပေါ့ဘယ်သူအဲ့ဒါ PN တို့ဟုတ်ချင်ဟုတ်ဘာဖြစ်ပိုးတွေကမြင်းနေစီးပြီးတော့ပိုးလန်နေကင်ပြီးတော့ တောင်ကြီးတဲဝင်လာတယ်ကွာအဲ့ဆိုမြင်းနေစီပြီးတော့ဘာလို့သွားလဲဟာမြင်းနေစီပြန်ထွက်သွားတယ်ဘာပြောပိုးကသူများတဲ့ဆိုင်တော်တာပေါ့လေနော်အဲ့တော့လက်နက်ကင်တိုင်းသားလက်နက်ကင်တော်လိုင်းဖွဲ့စီရင်ပြည်တွင်းလူလူရဲ့ဒီဟိုထိတွေ့မှုကအမတားအားနေခဲ့နောက်တစ်ခါနိုင်ငံတကာအဲ့ဒီတော့နိုင်ငံတကာမှာရှိနေကျွန်တော်ဘောင်အပြည်သားဆိုအမတားနေတယ်နိုင်ငံတကာရဲ့ပါဝင်မှုနိုင်ငံတကာရဲ့လှုပ်ရှားမှုအမတားအားနေပါဒီကနေ့ကျွန်တော်ຫນွေဦးတော်လိုင်း နွေဦးလူလူတော်နိုင်ရေးကိုကြည့်မယ်ဆိုရင်အတိဗမာဗမာလူမျိုးတွေအညာဒေသမှာအလုံးပြီးတဲ့အတိုင်းဒါနော်ခြံရောင်းနွားရောင်းကျွဲရောင်းလေရောင်းပြီးတော့လက်နဲ့ကိုတိုက်ပြီးတော်နိုင်ရေးမှာအဲ့တော့ကျွန်တော်တောင်တန်းမြေမြတ်မခွဲကြတော့ဗမာရေဗမာမဟုတ်သူရေမခွဲအားလုံးကဒီဆရာနာရှင်စနစ်ကိုတော်လန်နေလက်နဲ့ကင်နီးနဲ့လဲတော်လန်နေလက်နဲ့မကင်ပဲလူမှုနီးနဲ့လဲတော်လန်နေအဲ့တော့လက်နဲ့ကင်တော်လန်ရေးကလည်းအမတန်အားကောင်းတယ်လို့လူမှုနီးနဲ့တော်လန်ရေးကလည်းအမတန်အားကောင်း ဒါကြောင့်လက်နက်ကင်တော်လိုင်းရေတောင်းမြစ်ကြီးကအမ်တန်ကြီးတယ်။လူရုနီးနဲ့လုံမဲ့ရှိတဲ့နီးလန်းနဲ့ရေတောင်းမြစ်ကလည်းအမ်တန်ကြီးပါ။နောက်ရေတောင်းမြစ်တစ်ခုကတော့ဘာလဲဆိုရင်ရှစ်လေးလုံးရေတော့ပုံပြီးသွားတဲ့အခါမှာနိုင်ငံတကာကအကြောင်းမျိုးမျိုးနဲ့ရောက်သွားကြတဲ့ကျွန်တော်တို့ပြည်တော်စုသွေးချင်းတွေရဲ့ထောက်ပံ့မှုဖြစ်ပါအခုဒီရင်ຫນွေဦးတော်လိုင်းကဘသူထောက်ပံ့မှုနဲ့မှလုံနေတာမဟုတ်ကျွန်တော်ဘသူထောက်မှာမဟုတ်ကျွန်တော်တို့လူထုတွေရဲ့ထောက်ပံ့မှုနဲ့လုံနေတာ နိုင်ငံတကာမှာရောက်နေတဲ့ကျွန်တော်တို့ဒါနိုင်ငံတကာရေတောက်မြစ်ဆိုအမြတ်ကြီးတယ်ကျွန်တော်တို့တော်လိုင်းရေးကိုထောက်ဖို့ရင်မကဘူးနိုင်ငံတကာတန်ကင်းတမန်ကင်းတွေမှာဆိုထဲတဲ့ဘောဝဲဆောင်ရွက်နေကြရဖြစ်ပါဆိုတော့ဒီရေတောက်မြစ်ကြီး၃ခုမှာလက်နက်ကင်တော်လိုင်းရေလူမှုနည်းရေနိုင်ငံတကာလူမှုမှာရောက်နေတဲ့ကျွန်တော်ပြည်တော်သွေးချင်းတွေရဲ့ရေတောက်မြစ်ဒီ၃ခုကိုအခြေခံလာအတွက်ကျွန်တော်တို့အောင်မြင်ကိုအောင်မြင်မှာဖြစ်ပါအဲ့ဒီထဲမှာကျွန်တော်တို့စိတ်မကောင်းစရာတွေပြောရရင်တော့ပိုးတွေရဲ့လူရွယ်တွေ ကျွန်တော်ပါဝင်မှုရကန်တော့အမတန်နေပါလူရွယ်တွေလူရွယ်တွေဒီနေ့တော့ဘယ်နှစ်ယောက်ပါလဲလို့မေးပြန်ခဲရတော့သူကလက်ချိုးရည်လို့ရတယ်ဖြစ်တဲ့အတွက်ဘိုးလူမျိုးကရွယ်ရည်ပြောအဲ့လူရွယ်တွေပဲရအောင်ဒီလိုမှရှိတဲ့လူရွယ်တွေရဲ့ပါဝင်မှုဒီနေ့တော့လိုက်ရေးမှကြီးလိုက်ကျွန်တော်တို့ခွန်ဘီတူ KND ရဲ့ပြဥက္ကရာခွန်ဘီတူဆိုတာလူရွယ်ပါသူအသက်40ဝန်းကျင်ကျွန်တော်ရခိုင်မှာဗိုလ်ချုပ်ထွန်းမြနိုင်45ဝန်းကျင်เนาะ TNL ပလောင်တအန်းပလောင်မှာ ကျွန်တော်တို့တာဖုံးကျော်40 45ဝန်းကျင်ဒီနေ့တွန်လိုင်းရေးကိုကြည့်လိုက်လူရွယ်တွေဥဆောင်နေတာလူရွယ်တွေအဲ့လူရွယ်တွေကတွန်လိုင်းဒီနေ့တွန်လိုင်းရေးကြီးဥဆောင်တဲ့အခမ်းအနားမှာအမတန်ကိုခံခံနာနာနဲ့ကြီးကြီးရှိနေပါဖြစ်ပါကျွန်တော်တို့ပို့တွန်လိုင်းရေးမှာအဲ့ဒီလူရွယ်တွေမတွေ့ရအောင်အမတန်အားနည်းတယ်အဲ့ဒီအရိုက်လူရွယ်ကိုလည်းကျွန်တော်တိုက်ချင်တယ်လူငယ်တွေကိုကျွန်တော်မပြောတော့လူငယ်တွေကပါပြီးသားလူကြီးတွေလာပါပြီးသားအဲ့ဒီလူရွယ်တွေကဘယ်ရောက်နေလဲ ဲ့တော့ကျွန်တော်တို့ဒီခေတ်စကားလုံးတစ်ခုကျွန်တော်ပြောခြင်းတယ်အခုစစ်တပ်ဘက်ကဒီရောကျွန်တော်တို့ဘက်ကပြောကြပါလဲဆိုရင်လေပဲရတယ်ရေမရဘူးတဲ့ရေဆိုတာဘာလဲဆိုတော့အခုတရုတ်ကြီးကလည်းထောက်ဟွာပြောတာပေါ့နော်စစ်တပ်ကိုဘလို့ရက်တည်ပြီးဒါမဲ့စစ်တပ်ထဲအတန်ထွက်လာတာဘာလဲဆိုတော့စစ်တရုတ်ကြီးကထောက်ခံမဲ့တာပြောတာတဲ့ထောက်ပံ့ပေးမဲ့ပြောတာဘာမရဘူးလေပဲရတယ်ရေမရဘူးကျွန်တော်တော်လိုင်းဘက်မှာလည်းဘာပြောလဲဆိုတော့အမေရိကန်ကဘာထောက်ခံပတ်မဲ့ရတာ တကယ်ကြေတော့သူလည်းလေပဲလာဟာတူပြီးတော့ဝင်တော့မလို့လူအဲ့တော့ကျွန်တော်ပိုးတွန်လာရေးထဲမှာလူရွယ်တွေကျွန်တော်တွေ့တယ်ဟိုရေးတီရေးရှောက်ရေးနေကြတယ်ဟိုပြောတီပြောရှောက်ပြောနေကြတယ်လေတွေပဲရေးမပါဘူးအဲ့တော့ကျွန်တော်တို့ဒီနေ့ပိုးလူရွယ်တွေလူငယ်တွေကိုကျွန်တော်မပြောဘူးတော့လူရွယ်တွေအဲ့လူရွယ်တွေမှာထိုက်တဲ့အတွေ့ကြုံနေရှိကြတယ်လူရွယ်တွေရဲ့ပေါင်ဝင်မှုအတန်အားနည်းပါတယ်ကျွန်တော်တို့ပိုးလူဒုကိုဥဆောင်နိုင်တဲ့အခြေအနေကောင်းနေရှိတဲ့ပိုးလူရွယ်တွေကိုဒီတွန်လှန်ရေးတဲ့ပေါဝင်ဖို့လဲဆွဲဆောင်ပေးကြပါဦး အဲ့တော့ကျွန်တော်လေပဲလာပြီးတော့ရေမလာတဲ့ဟာလဲဆိုရင်တော့ကျွန်တော် လူတို့ကိုဥဆောင်ဖို့ဆောင်ရွက်ဖို့ကတော့အားနည်းနေမှာဖြစ်ပါတယ်။ဒါကြောင့်ပိုးလူတို့ကိုကျွန်တော်အထင်မသေးပါဘူး။လူတို့ဆိုတာအများအားအကောင်းပြီးသားဖြစ်ပါတယ်။ဥဆောင်တဲ့နေရာမှာတော့လူငယ်တွေရောလူရွယ်တွေရောလူကြီးတွေရောဒီဥဆောင်တဲ့ခန္ဓာမှာတော့ထက်ထက်မြက်မြက်ဆောင်ရွက်ပေးနိုင်တဲ့အမြတ်လူတို့ပါဝင်မှုကလည်းအကောင်းပါပါလို့နော်ဒါပါ။ ကျွန်တော်ပြောရလဲတော်တော်များတော့အခုစစ်မှုထမ်းလူငယ်တွေဘလို့အကြံပြုကျင်တယ်ဆိုရင်တော့ဒါကရှင်းတယ်စစ်မှုကျွန်တော်ကတော့မပြေးနိုင်လို့မလွှားနိုင်လို့ဒီအချိန်မှာတော့ကိုယ့်အသက်နဲ့ကိုယ်ရင်းပြီးလောက်ကြတဲ့အချိန်မှာတော့ကျွန်တော်တို့အဲ့ဒီမတရားတဲ့အဖွဲ့တွေကိုမဝင်ဘဲနဲ့ကျွန်တော်ဘာကြောက်လို့ရရတယ်တော့ဝင်ကျင်လဲဘာမှပြောလို့မမရမဝင်ကျင်လဲပြောလို့မရဝင်ကျင်လဲပြောလို့မရဒါပေမဲ့အဲ့ဒီတော့ဝင်ရင်တော့ရှေ့တန်းမှာအဖို့ခံတယ်နော်ရှေ့တန်းမှာ အကွာဟိုပို့ခံရမယ်ရှေ့တန်းကြရင်ဒီအခုလိုအန်ဒီရီတွေနဲ့ကြုံရအဲ့ဒါဆိုရင်ကိုပါလောက်မှာနှစ်ခုတစ်ခုကိုကိုရွေးရဒီကိစ္စကြောင့်မို့လို့စိတ်မှုထမ်းလူတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အနေနဲ့ကုညီဆောင်ရွက်ပေးနေအနေဆုံးအဖြစ်တော့အဲ့ဒီကိုစိတ်မှုထမ်းတဲ့တွေကိုမဝင်ဖို့လို့လေကျွန်တော်တို့တော်လန်ရေးတွေကိုပူပေါင်းဆောင်ရွက်ဖို့လိုတယ်အဲ့တော်လန်ရေးပူပေါင်းဆောင်ရွက်တဲ့အခါမှာလက်နက်ကင်တဲ့နီလန်းနဲ့လေဆောင်ရွက်ဖို့လိုတယ်လက်နက်မကင်တဲ့အခြားသောနီလန်းများနဲ့နီလန်းပေါင်းစုံနဲ့ကျွန်တော်လုပ်ဖို့လိုတယ် ဒါကြောင့်မို့လို့ဒီနေ့ဒီချိန်ခါမှာကျွန်တော်ရွေးစရာလမ်းမရှိပါဘူး။ကိုလိုလိုဒီလိုလိုတော့လုပ်လို့မရအောင်ဒီနေ့တော်လာရေး။ခမရဆရာနာရှင်စနစ်ကိုစမ်းကျင်မလားမစမ်းကျင်ဘူးလား။တချို့တွေကနှစ်ဖက်ခွာပြီးလုပ်တယ်။နှစ်ဖက်ခွာလို့မရအောင်ဒီတော်လာရေးအရန်ရိုးတယ်။အရန်ရှင်းတယ်။အရန်အာလဲမနေဘာပဲရှိတယ်။အဲ့ဒါပါပဲလို့ကျေးဇူးတင်ပါတယ်။ကဲသူပြောရတဲ့ဇကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ကမှကသူပြောတဲ့စကားလုံးကိုကိုအုံးနောက်ကိုအတီတရားနဲ့တိုင်းထွာပြီးတော့သူပြောရတဲ့စကားလုံးတွေကမှားလား မှန်လားနီလန်ကြတာနီလန်မကြဘူးလားဒါလေးတွေကိုပဲစဉ်းစားစစ်ချင်တယ်အထူးသဖြင့်ပို့ညီကိုမောင်နှမတွေစဉ်းစားစစ်ချင်တယ် ကဲဒါတော့ကိုစီသုံးသက်ချက်ဖြစ်ပါတော့အဲ့တော့ဒီတိုင်းသားတွေအားလုံးကအခုချိန်မှာဆိုရင်သိရနော်ဒီနွေဦးတော်လိုင်းကဘယ်လောက်ဒီခီးရောက်ပြီလဲဆိုတာသိတဲ့အတွက်ပေါ့နော်အားလုံးကိုအားသွန်ခွန်စားအမြန်ဆုံးအပြည့်ပြည့်ပြောနေတာဖြစ်ပါတယ်နော်ဟိုတကားမှမကြုံဘူးတဲ့အချိန်ကြီးရောက်တဲ့အခါမှာဒီခွင့်ရအသုံးချပြီးတော့အချမ်းမဲမဲအောင်လိုင်းကိုအမြန်ပြုတ်ဖို့ပေါ့နော်အားလုံးပဲပူပေါင်းပုံကြပါလို့အဲကျွန်တော်လည်းဒီကနေ့ဆက်ပြောနေတယ်ပေါ့နော်ကျွန်တော်ဗီဒီယိုစုတ်တက်လိုက်ပါနော်ဗီဒီယိုနည်းနည်းရှည်သွားရတယ်လည်းအထူးပဲတောင်းပန်ပါတယ်โอเค အစားဆုံးကြည့်ပေးကြတယ်မြတ်ပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံပြီးတော့အချက်ဘက်စစ်ကောင်ဆောင်မဲအောင်လိုင်းစစ်ပေးငလင်ပေးဘေးရည်ပေါင်းစုံမှာကင်းလို့ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ